ားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook Page မှာပြန်လည်ကြိုဆိုပါရစေ။ကဲဒီနေ့မှာတော့လာမယ့် UEL Final မှာရှင်ပြိုင်ကစားကြမယ့် Spartan ရဲ့ခန်းစင်နဲ့ United ရဲ့တိုက်စစ်ချောင်းလေးနည်းနည်းဆွေးနွေးသွားကြပါရစေ။ပထမဆုံးအနေနဲ့ပြောရရင်စပါတဲမှာဒဏ်ရာပြဿနာတွေရှိနေတဲ့ဆိုပေမဲ့နောက်တန်းကတော့အထောင်တင်းဆုံးလူစင်းကိုပြန်ရောက်နေတာတွေ့ရတယ်။ James Madison, Kulusevski, Papisaro လို့ကွင်းလယ်ကစားသမားတွေမပါနိုင်တဲ့အတွက်ကွင်းလယ်နဲ့တိုက်စစ်အချိတ်ဆက်ပိုင်းအားနည်းနိုင်တာမှန်ပေမယ့် Poro, Romero, Van de Van, Udogi တို့နဲ့လူဆုံပါလာမယ့် Spartan ရဲ့နောက်တန်းကတော့တော်တော်လေးအားရစရာကောင်းနေအထူးသဖြင့် Romero နဲ့ Van de Van ခံစစ်အထိုင်ကလက်ရှိအချိန်မှာ ရုံးကန်နေရတဲ့ United ရဲ့တိုက်စစ်အတွက်တော့တကယ်ကိုမလွယ်ကူနိုင်ပါဘူး လက်ရှိမှာ Rasman Highland ရဲ့အခြေအနေကလည်းတော်တော်ဆိုးဆိုးဖြစ်နေတယ်။ကစားသမားကယုံကြည်မှုပျောက်ဆုံးနေပြီးဝေဖန်မှုတွေအောင်မရှောင်နေတယ်။ဒီအချိန်မှာဂျိုရှူဝါစစ်စည်းကလည်းဒဏ်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်တော့ United အတွက်လက်ရှိတိုက်စစ်ပြဿနာကိုဖြေရှင်းဖို့ကတကယ်မလွယ်ကူပါဘူး။ဖိုင်နန်းနေနဲ့ယူရိုပါလီမှာဂိုးတွေရယူထားနိုင်တာတော့မှန်ပြီမယ်။ဖိုင်နယ်မှာတွေ့မဲ့တစ်ဖက်အသင်းကပရီးမီးယားလိအသင်းဖြစ်နေတာကြောင့်ထင်ထားတာထက်ပိုခက်ခဲမှသေးကြတယ်။ ဆိုတော့ Ruby Armoring နေနဲ့လက်ရှိတိုက်စစ်မှာရုံးကန်နေရတဲ့ Highland ကိုပဲဆက်သုံးသွားမလားဒါမှမဟုတ် Kobe Mine ကိုပဲ Force 9နေနဲ့သုံးမလားဆိုတာကတော့တိတ်မချခင်မှာမြင်တွေ့ရတော့မှာဖြစ်ပါတယ် United ညီကိုရင်းနေနဲ့လည်း United ရဲ့လက်ရှိတိုက်စစ်နဲ့ Spartan ရဲ့ခန်းစစ်ချင်းဒီပေါ်မှာအမြင်လေးတွေရှိရင်ဆွေးနွေးပြီးသွားပါအောင်နော်ကျွန်တော်တို့ရဲ့ Glory United Channel လေးကို Like and Subscribe လုပ်ပေးခဲ့ပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။